အင်အားပြင်းကလေးလှုပ်ခတ်အပြီး3လနေပါကြတဲ့အထိမြမလူရေ6တန်းကျော်ဟာအရေးပေါ်အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ UN မြန်မာကဇွန်25ရက်ကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာရာစုနှစ်တစ်ခုအတွင်းအပြင်းထန်ဆုံးငလင်းလှုပ်ခတ်အပြီး3လနေပါကြတဲ့အထိလူကြီး6တန်းကျော်ဟာအရေးပေါ်အကူအညီလိုအပ်နေဆဲဖြစ်ကြောင်းအဆိုပါသဘာဝဘေးကြီးဟာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ပဋိပက္ခတွေနေရဆွန့်ခွာရမှုတွေကြောင့်ရှိနေပြီဖြစ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကိုပုံမိုဆိုးရွားစေခဲ့ကြောင်းထုတ်ပြန်ပါတယ်။ လက်ရှိချိန်မှာကုလသမဂ္ဂကမ္ဘာစားနေရိတ်ခအစည်းအဝေးနဲ့မိဖက်အဖွဲ့အစည်းတွေကစကိုင်းမှန်တလေရှမ်းပြည်နယ်တောင်ပိုင်းနဲ့နေပြည်တော်တို့မှာငလင်းဘေးတုံ့ပြန်ရေးလုပ်ငန်းစဉ်အဆင့်တစ်အဖြစ်လူဦးရေ၄သိန်းကိုအကူအညီပေးပြီးဖြစ်ကြောင်းဇွန်လနဲ့ဇွန်လလအတွင်းမှာလည်းလူဦးရေ၃သိန်း၅၀၀ကိုထပ်မံဦးစားပေးရွေးချယ်ပြီးစားနေရိတ်ခငွေသာအာဟာရနဲ့ပြည်လဲထူထောင်ရေးအကူအညီတွေကိုဆက်လက်ပေးရသွားဖို့ရည်ရွယ်ထားတယ်လို့ UN မြန်မာကဆိုပါတယ်။ ဒါပေမဲ့အင်အားပြင်းကလင်းကြီးလှုပ်ခတ်မှုအပြီးနှစ်လကျော်တဲ့အထိငလင်းဘေးသင့်ပြည်သူတစ်တသမသက်တမ်းကိုအဓိကထားအကူအညီပေးရဖို့ရည်ရွယ်ထားတဲ့ငလင်းအရေးပေါ်ကူညီရေးအစီအစဉ်အတွက်တောင်းခံထားတဲ့အမေရိကန်ဒေါ်လာ295သန်းအနက်ကအမေရိကန်ဒေါ်လာ63တသမ8သန်းခန့်သာလက်ခံရရှိထားကြောင်း UM မြန်မာကထုတ်ပြန်ပါတယ်။ရမုံငွေအခက်ခဲတွေကြားကပဲကုလသမဂ္ဂနဲ့မိဖက်အဖွဲ့အစည်းတွေဟာ စားနေရိတ်ခါကျမရေးဆောင်ရှားမှုအမောကရေအင်တာနဲ့တကူရေးတန်ရှင်ရေးအကူအညီတွေကိုပုံမို့တုံးမြင့်ဖြန့်ဝေပြီးအရေးပေါ်အကူအညီတွေဆက်လက်ပေးဝေလျက်ရှိကပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလည်းဦးစားပေးဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါပြင်2025ခုနှစ်နှစ်လယ်ပိုင်းကိုရောက်ရှိလာပြီဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက်စနစ်ရာခိုင်နှုန်းခန့်သာရမဝေရရှိထားကြောင်းမကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အရင်ကတည်းကခက်ခဲနေခဲ့တဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာပုံမဆိုးရွားလာခဲ့တယ်လို့ဆိုပါရယ်။ရမုံရီထတ်တိုးမရရှိတော့ပါကမြန်မာနိုင်ငံမှာရှိတဲ့လူသားပေါင်းများစွာမှာအသက်ရှင်တန်ဖို့အတွက်အရေးကြီးတဲ့အကူအညီတွေရရှိဖို့ခက်ခဲနိုင်တယ်လို့ UN မြန်မာကသုံးသပ်ပါရယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်တန်းကိုပြင်းထန်စွာခံစားခဲ့ရတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်6ခုမှာဇွန်23ရက်အထိတေဆုံးသူ3862ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ55ဦးရှိကြောင်းနှာစကကထုတ်ပြန်ထားပါတယ်။